်အာဒိုမီနီရဲ့လှမတဲ့ဂိုးနဲ့စကူတက်တိုချန်ပီယံဖြစ်လာခဲ့တဲ့နာပိုလီစကော်တလန်ကွေးလန်ဇာမမှာဒေါ်မီနီဟာကေရီယာကိုအနိုင်ရရှိအောင်လှပတဲ့အတွင်းကိုသွင်းယူနိုင်ခဲ့ပြီးနာပိုလီကိုစကူတက်တိုဖလား၄ချိန်မြောက်စကူလာအောင်ကူညီပေးလာနိုင်ခဲ့ပြီးဖြစ်ပါလိမ့်ဒူရီယန်နေမှာရည်ရည်နဲ့နာမလန်အသင်းတို့ကိုမိုကိုနှစ်ကိုကိုမရှိတဲ့အနိုင်ရရှိမှုနဲ့အတူနာပိုလီအသင်းကလည်းစကိုတက်တိုဖလားစကူရရှိဖို့အတွက်ကက်ကလီယာတွေကိုအနိုင်ရရှိဖို့အတွက်မဖြစ်မနေလိုအပ်နေကြတာလည်းပဲဖြစ်ပါလိမ့် ဘဲကိုလွန်မိုးစားထားနိုင်ခဲ့တဲ့နာပိုလီအသင်းကမတော်မီနီရဲ့လှပတဲ့အတွင်းကိုနဲ့ဥဆောင်ထားနိုင်ခဲ့တာလည်းပဲဖြစ်ပါလေ။အဲဒီနောက်လူကာကူကတကောတော့ဆွဲရင်လည်းပဲဆွဲပြေးပြီးနာပိုလီအသင်းအတွက်နာသေးကြစေမဲ့ဒုတိယမြောက်ကိုကိုသွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါလေ။အိုင်နာမတော့နာပိုလီအသင်းကချန်ပီယံဇိမ်းနဲ့ကေလီယာကိုအသာစီးနဲ့ကစားသွားခဲ့ပြီးဘွဲကိုထိန်ချောင်သွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။နာပိုလီအသင်းကစီးရီကို၄ချိန်မြောက်စကူလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ မတော်မနေ့အခုရာသီမှာနာဝလီအသိန်းတွေစီးရီအတွင်ကို73ကိုသွင်းယူနိုင်ပြီးတဲ့နောက်စီးရီရဲ့တန်ဖိုးအရှိဆုံးဈာမဆုတ်ကိုလည်းစကူရရှိခဲ့တာလည်းပဲဖြစ်ပါလေ။ဒါပေမဲ့နာဝလီအသိန်းရဲ့နေပြကွန်နီကလည်းနာဝလီအသိန်းနဲ့တူစီးရီဖလော့စကူနိုင်ပြီးတဲ့နောက်ကွဲပြားတဲ့ကလပ်3ခုနဲ့စီးရီဖလော့စကူနိုင်တဲ့နေပြတစ်ယောက်ဖြစ်လာပါလေ။တော်ရည်အပြင်ဂျိုမဒက်စ်အသင်းအင်တာမီလန်အသင်းတို့နဲ့အတူစီးရီဖလော့စကူထောင်းနိုင်ခဲ့သူလည်းပဲဖြစ်ပါလေ။ရရရဲ့ရိတ်အာဝါဒအောက်ကနေရုံထွက်ပြီးနာဝလီရဲ့သူရောင်းတယောက်ဖြစ်လာသူ တော်မဟုတ်မတ်တော်မီနီစကော့မတ်တော်မီနီဟာသူ့ရဲ့အကောင်းဆုံးပွဲဦးထွက်စီးရီးရာသီမှာပဲပရမအဆုံး၄ဘလောက်ကိုရယူနိုင်ခဲ့ပြီးရဲ့နောက်မန်ချက်စတာယူနိုက်တက်ရဲ့အရန်ခွန်ကကစားမဘွားကနေနော်ဘလီအတွက်အဓိကဇာမတစ်ယောက်ဖြစ်လာခဲ့ပါလိမ့်စကော့တလန်ကွင်းလယ်ဇာမမတ်တော်မီနီဟာအန်တိုနီယိုကွန်ဒီရဲ့လက်အောက်မှာနာပိုလီရဲ့ကွင်းလယ်အသက်သွေးကြောတယောက်ဖြစ်လာခဲ့ပြီးရဲ့နောက်အီတလီမှာတနင်္လာအကောင်းဆုံးဇာမဆုအတွက်လေအလေးနဲ့ထားစင်စါခံရသူတယောက်လည်းပဲဖြစ်လာပါလိမ့် ရတဲ့မှာလူငယ်အသင်းကနေတက်လန်းလာပြီးရဲ့နောက်ပိုင်းသူမရောက်ရှိခဲ့ဘူးတဲ့ဦးစားပေးတဲ့နေရာကိုနာဝလီမှာပေးအပ်ခြင်းခံခဲ့ရပါလေအတွေ့အကြုံလဲရင်းတော်ဖြစ်နေပြီဖြစ်တဲ့မတော်မီနီဟာကမ္ဘာအကြီးဆုံးကလပ်အသင်းတွေထဲကတသိန်းကိုစွန့်ခွာခဲ့ရတာဟာစစ်မှန်တဲ့အောင်မြင်မှုကိုမြည်ဆန်းခွင့်ရဖို့အတွက်သာမကပဲအိုးထုတ်ဖို့မှာပရမအသင်းဇာမအဖြစ်ရှေ့ရာသီအတွင်းအဖေဘလတစ်လုံးနဲ့လေးဘလတစ်လုံးသာရရှိခဲ့ပြီးရဲ့နောက်အောင်မြင်မှုရဲ့မောင်းနှင်အားဖြစ်လာဖို့အတွက်လည်းပဲဖြစ်ပါလိမ့် ပြာပွဲရရမှာအတွင်းကို73ခုနဲ့ဖန်ရမှု၄ချိန်ကမတ်တိုမီနီနေပေရဲ့ဘဝသူစိတ်ဝင်စားနှစ်ထိုက်ခဲ့တဲ့မျိုးနဲ့အီတလီဘောလုံးလောကကိုဘလောက်ခက်မြဲမြဲလက်ရောညီထွေဖြစ်ခဲ့တဲ့ဆိုတာကိုတတ်သိပြသနေတာလည်းပဲဖြစ်ပါလိမ့်။ဒါအသိကိုလှပတဲ့နိုင်ငံမှာတကယ်တော့ကျွန်တော်ဘဝတစ်ချောင်းလုံးမရောက်ဖူးတဲ့နေရာတစ်ခုဖြစ်နေတာကတိတ်ကိုအံ့အားသင့်စရာပါပဲ။ဘာလို့လဲဆိုတော့ဒီကယဉ်ကျေးမှုကိုကျွန်တော်တိတ်ကိုမြတ်လို့ပါလိမ့်။အစားအသောက်ကိုလည်းကျွန်တော်နှစ်သက်ပါလိမ့်။လူရည်ရဲ့ပုံစံကိုလည်းကျွန်တော်တိတ်ချစ်ပါလိမ့်။ တို့ကရန်ကိုဖော်ယူကြပါလေလို့မတော်မီနေကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဇလဘီယောမတော်မီနေကဒီမှာရန်ကိုကောင်းပြီးမတူညီတဲ့မြို့တွေအများကြီးရှိပါလိမ့်။တိတဲ့အတိုင်းပါပဲ။နေပယ်ကတော့ကျွန်တော်တို့အတွေ့တော့နံပါတ်၁ပါပဲ။ဒီကလူတွေနဲ့အတူဒါတွေကိုအားလုံးကိုခန်းစားခွင့်ရတာမယုံနိုင်စရာပါပဲ။ကျွန်တော်ခွင့်နဲ့ရောက်တဲ့အစွမ်းကိုပေးဆက်နေတဲ့ဆိုတော့လူတွေမြင်နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါလိမ့်။ဘလုံးသမားတယောက်အနေနဲ့လုံနိုင်တာကဒါပဲရှိတာပဲလေ။ နာပိုလီရဲ့လေဆိပ်ကိုဆောက်ရောက်ချိန်ကလေးကနာပိုလီပရိသတ်တွေရဲ့ထစ်ခင်တင်တာမှုကိုမတော်မနစ်တရရရှိခဲ့ပါလေ။ရာလေကြီးရဲ့ပရိသတ်တွေရအသက်28နှစ်အရွယ်ကစားမတရရရှိလာတဲ့အချိန်ကိုစောင့်ဆိုင်နေခဲ့ကြပြီးသူ့ကို နေပေရဲ့အစဉ်လာကြိုဆိုမှုအတိုင်းပဲဝိုင်းဝန်းနှုတ်ဆက်ခဲ့ကြလာလေးပဲဖြစ်ပါလေ။ဒါမဲ့ပြည်ခဲ့တဲ့ဩဂတ်စတာကနာပိုလီဟာသူ့ရဲ့နာမည်ရောဒေါသကြီးနေပြကိုနှစ်သိမ်းဖို့အတွက်ကစားမတွေအလင်းစလို့ခေါ်ယူခဲ့ခြင်းတုန်းကတော့ကိုနေကလွဲလို့ လူအနေငယ်သာဒီလောက်ကြီးမားတဲ့တရားမှုကိုမြင်အောင်နိုင်ခဲ့ကြလိမ့်မယ်လို့ထင်ပါလိမ့်။နောက်လေသိန်းကဗီရိုနာကိုသုံးဂိုးကိုမရှိတဲ့လေးအဖွင့်ပွဲမှာရှုံးနေအပီးမဒိုမီနီဟာလူကောင်နဲ့အခြားစကောသားဂိမောတို့နဲ့အတူရာသီစတင်နှင်ပြီးတဲ့အချိန်မှရောက်ရှိလာခဲ့တာဖြစ်ပါလိမ့်။2023စကူတာတို့ဖလောက်ကိုကောင်းဝေးရမှာတုံတွေးခဲ့ရတဲ့ဆိုးရွားတဲ့အခြေအနေရဲ့အရေးအောက်မှာလေ့ကျင့်ရင်းကွင်းမှာရှိနေတုံးလည်းပဲဖြစ်ပါလိမ့်။ ဒါပေမဲ့အော်တိုဘားတို့ကနာပိုလီအားထိတ်ဆုံးကိုရောက်ရှိလာခဲ့ပြီးအင်တာမီလန်အသင်းနဲ့အက်ဒလန်နာတို့နဲ့အတူသုံးပွဲဆိုင်ချန်ပီယံတိုက်ပွဲမှာပါဝင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။မက်ဒိုမီနီယာသူ့ရဲ့လှုပ်ဆောင်ခဲ့တဲ့ကောင်းမွန်တဲ့အရာအလုံးရဲ့ဗဟုချက်မှာရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဘရေဒရီဂါရီအထင်ကလေးကမက်ဒိုမီနီကိုရဲရင်သောနှလုံးသားပန်ရှင်လို့နာမည်ပြောင်းခေါ်ခဲ့ကြပြီးမကြာခင်မှာပဲနာပိုလီပရိသတ်တွေဟာသူတို့ရဲ့အကြိုက်ဆုံးဇာမတွေအတွေ့တီးတန့်ထားရှိတဲ့နိုင်ယန်ဆေးဘဂျီတစ်ခုမှသူ့ကိုထောက်ပြ ်မှတ်တမ်းတင်ခဲ့တာလည်းဖြစ်ပါလေ။အထင်ရှားဆုံးတွင်လည်းဒီဂိုမာရာဒိုနာအတွက်နိုင်ရန်စိတ်ရည်ဗဂျီကားတွေနဲ့အတိုင်းပါပဲ။မက်ဒိုမီနီဟာယူရိုတဲမာတစ်ခါမှအပေးမခံခဲ့ရတဲ့အခွင့်အရေးမျိုးနဲ့ကစားမတစ်ယောက်ဖြစ်လာခဲ့တဲ့အချိန်အခုတော့သူဟာနေဘက်ကိုစကူတက်တိုဖလားကြော်ရွှင်မှုတွေယူဆောင်လာပေးခြင်းနဲ့အတီးကျဲဆုံးသောဘောလုံးသမားတစ်ယောက်မာရာဒိုနာရဲ့ခြေရာကိုနေနိုင်ခဲ့ပြီလို့တော့ထီမွန်တင်ရတော့မှလည်းဖြစ်ပါလေ။ ယူဘလီဖလာနဲ့လွဲခဲ့ပြီးတဲ့နောက်တပ်သင်းလုံးကိုအယောင်စင်တင်လာတဲ့မန်ယူနိုက်တက်မန်ယူနိုက်တက်အသင်းအားအသင်းချီလက်ရှိဈာမားတွေအတွက်ကမ်းလှမ်းမှုတွေကိုတကားဖွင့်ပေးလာခဲ့ပါလိမ့်ယူနိုက်တက်ကဘီပါအိုမှာစပါးစင်ကိုယူဘလီဘောလူပွဲမှာရှုံးနေပြီးတဲ့နောက်အသင်းရဲ့ဘန်နာကြီးအခြေအနေစိုးရွားလာမှုနဲ့ကြုံတွေ့လာရတာလည်းပဲဖြစ်ပါလိမ့်ယူဘလီချန်ပီယံဖြစ်မယ်ဆိုရင်လာမယ့်ရာသီချန်ပီယံဝင်ခွင့်ရရှိလာမှာဖြစ်လို့ဝင်ငွေပေါင်သန်းတရာထီလည်းရရှိလာမှာလည်းပဲဖြစ်ပါလိမ့် အခုအခါမှာတော့ United ကပေါင်သန်း100နဲ့လွဲချော်မှုနဲ့အတူကလပ်ရဲ့ရေးပါတဲ့ဈာမတွေကိုလည်းရောင်းချလာတော့မှလည်းဖြစ်ပါလိမ့်။ United က Bruno Fernandes, Casemiro, Gavi Manu, Lucho, Harry Maguire, Onana, Gana Cho တို့ကိုပါရောင်းချလာမှလည်းဖြစ်ပါလိမ့်။တပတ်မှလည်း United အသင်းက Europa League Champions League နဲ့လွဲခဲ့ရတဲ့အပြင် Premier League မှာလည်းဆိုးရွားဆုံးရာသီတစ်ခုနဲ့ကြုံရပြီးတဲ့နောက်ရှယ်ယာဈေးနှုန်းတွေကလည်းအဆမတန်ကိုထိုးပြီးကျဆင်းနေတာလည်းဖြစ်ပါလိမ့်။ အသင်းကောင်းဆောင်ဘရူနိုဖရန်နက်စ်ကတော့ကလပ်ဘက်ကသာသူ့ကိုအလိုမရှိတော့ဘူးဆိုရင်တော့ထွက်ခွာရင်အသင့်ရှိနေကြောင်းဖွင့်ရပြောဆိုထားပါလိမ့်။ရဲတဲ့အလမယာဒီကိုရောပါဝင်ခွင့်မရရှိမှုနဲ့အတူ35နှစ်အတွင်းဒုတိယအကြိမ်မြောက်ဥရောပပြိုင်ပွဲနဲ့လွဲချော်တဲ့ဒုတိယမြောက်ယာဒီတုံတွေးခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။လာမယာဒီကိုရောမဝင်ခွင့်လွဲချော်ထားခဲ့ပေမဲ့လည်းနွေရာဒီအပြောင်းအရွှေ့ဈေးကွက်မှာကစားမခေါ်ယူအင်အားဖြစ်တဲ့အတွက်လုံဆောင်ထားမှလည်းဖြစ်ပါလိမ့်။ ဒါပေမဲ့သူတို့ကဂျာမနီဝင်ခွင့်မရဘူးနဲ့အတူထိတ်တန့်ဇာမားတွေခေါ်ဆောင်နိုင်မှာတော့မဟုတ်ပဲဒူရီယာတန်းဇာဇာမားတွေကိုတော့ခေါ်ယူလာနိုင်တော့မှာလည်းပဲဖြစ်ပါလိမ့်။နောက်ယူရိုက်တက်အသင်းကຫນွေရသည်မှာမာဂန်ရက်စ်ဘုတ်ဂျေဒန်ဆန်ချိုအန်တိုနီတို့ကိုလည်းရောင်းချလာမှာလည်းပဲဖြစ်ပါလိမ့်။လော်ရီယန်ဝစ်ကိုခေါ်ယူနိုင်ဖို့အတွက်လေးပါအစဉ်အသင်းနဲ့ဒါရီယာဆက်သွဲလာတဲ့လေပါဘူး။လေပါအသင်းကဂျာမန်ကွင်းလယ်တပ်စစ်ဇာမားလော်ရီယန်ဝစ်ကိုခေါ်ယူနိုင်ရေးနောက်ဆုံးလှုပ်ဆောင်မှုအဖြစ်လေပါအစဉ်အသင်းနဲ့ဒါရီယာဆက်သွဲမှုတွေပြုလုပ်လာခဲ့ပြီးဖြစ်ပါလိမ့်။ ်လော်ရီယန်ဝစ်စာပရီးမီယားလိချန်ပီယံလေဘောသင်းအဓိကပြည့်မှတ်လေးပဲဖြစ်ပါလိမ့်လေဘောသင်းကလေဘောစဉ်အသင်းမှာဖလော်ရီယန်ဝစ်အပြင်ညောင်ကန်ဇာမာဖရင်ပေါင်ကိုလည်းခေါ်ယူနိုင်ဖို့လှုံ့ဆော်နေတာလည်းပဲဖြစ်ပါလိမ့်လေဘောသင်းရဲ့ဖရင်ပေါင်ကိုစာချုပ်ဖြတ်သိမ်းခြင်းပေါင်သန်း30နဲ့ခေါ်ယူလာမှာလည်းပဲဖြစ်ပါလိမ့်ဒါပေမဲ့လေဘောသင်းကဖလော်ရီယန်ဝစ်ရဲ့လေဘောစဉ်အသင်းကိုပြည်တင်စံချင်နေပြောင်းရွှေ့ခြင်းပေါင်126ဒန်းဒီအသုံးပြုလာရဖို့ရှိနေပါလိမ့် ဘောဇောဘန်တို့က Florian Wiss ကိုခေါ်ယူနိုင်ရေးအတွက်ဘာမနီအသင်းကလည်းကြိုးပမ်းခဲ့ပေမဲ့ကာကန်ရှင်ကိုယ်တိုင်ကလဘောသင်းကိုပြောင်းရွှေ့မယ်လို့အတည်ပြုလာဖို့နဲ့အတူနောက်ဆုတ်သွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့စီးရီးအသင်းကလည်း Florian Wiss အပြောင်းရွှေ့အတွက်ပြောင်းရွှေ့ခြင်းလောကလာစားအပါဝင်စစ်သောပေါင်းတန်း300ရောက်ဝန်းကျင်တိအသုံးပြုလာရနိုင်မှုနဲ့အတူနောက်ဆုတ်သွားခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။တပတ်အတွင်းသူ့ရဲ့အနာဂတ်တွေဆုံးဖြတ်ချက်ချရတော့မယ် Bruno Fernandes ဇော်ရီကလည်းအေလီယံအသင်းကအသင်းကိုပြောင်းရွှေ့ဖို့အတွက်ကမ်းလှမ်းမှုပြုလုပ်ထားတဲ့ဘရူနိုဖရန်နက်စ်အနေနဲ့ကမ်းလှမ်းမှုကိုလာမယ့်တစ်ပတ်အတွင်းမှာဆုံးဖြတ်ဈေးလိုနေတာလည်းပဲဖြစ်ပါတယ်။ရတဲ့အသင်းကောင်းဆောင်ကဂျမနီကစပါသင်းကိုယူပါလီဘောလူပွဲမှာရှုံးနေပြီးရနောက်ကလပ်ဘက်ကသာငွေအတွက်ဒါမမို့အခြားတစ်ခုခုအတွက်သူ့ကိုရောင်းချလာမယ်ဆိုရင်သူ့အနေနဲ့လက်ခံသွားမှာဖြစ်ကြောင်းပွင့်ဝင်လေးလေးပဲဖွင့်အောင်ပြောဆိုထားသူလည်းပဲဖြစ်ပါလိမ့် အင်းလေသေးကအခုခါမှနေရာတည်းအပြောင်းအခြေဈေးကွက်မှာ sorry ကိုစူပါစတားတယောက်ခေါ်လို့နေပြီးတော့ Bruno Fernandes ကိုပြောင်းရွှေ့ခြင်းပေါင်သန်း100အပြင် double goal စာပေါင်း9သိန်းတန်နဲ့အစားချုပ်ကမ်းလှမ်းဖို့ရှိနေတာလည်းဖြစ်ပါလိမ့်။ဒါပေမဲ့အင်းလေသေးကလာမယ့်တစ်ပတ်မှာ club ကပေါ့လားပြန်ဝင်ရှင်ပြန်ရမှာဖြစ်လို့ Bruno Fernandes ဘက်ကလည်းအနာဂတ်ကိုရပ်ပိုင်းအတွင်းမှာပဲစုံဖြတ်ဖို့ပြောဆိုထားပါလိမ့်။ရဲကလန်မှုကို Bruno Fernandes ဘက်ကလာလက်ခံမယ်ဆိုရင်သူတို့ကအသင်းကိုစတင်ပြီးတော့ကံလန်သွားမှာလည်းဖြစ်ပါလိမ့်။ ဒီရတဲ့အကလပ်ရဲ့အကောင်းဆုံးဇာမတယောက်ဖြစ်တဲ့ Bruno Fernandes ကိုသင်းမှာပဲစတင်ထားလိုနေတာလေးပဲဖြစ်ပါလိမ့်ဒါပေမဲ့သူတို့ကလာမယ့်ရာသီဥတော်ဘာပြိုင်ပွဲမရှင်းပြိုင်ရောက်မှုနဲ့အတူငွေကြေးခက်ခဲလာမှာဖြစ်လို့ Bruno Fernandes ကိုရောင်းချလာနိုင်တာလည်းပဲဖြစ်ပါလိမ့်။သူတို့ကခြားကလပ်ကိုငှားချထားတဲ့ Marcus Rashford, Jadon Sancho, Antonio တို့ကိုလည်းရောင်းချဖို့သေချာနေတော့ရှိနေပါလိမ့်။ဒါပြင်သူတို့က Academy အတွက်ဇာမတွေဖြစ်ကြတဲ့ Gavi Manu, Garnacho တို့ကိုလည်းရောင်းချဖို့စီစဉ်ထားတာလည်းပဲဖြစ်ပါလိမ့်။ ။မန်နူနဲ့ကနာရှူတို့ကအကယ်ဒမီအတွက်ဇာမတွေဖြစ်ပြီးတော့ရွာတဲ့အနေနဲ့သူတို့ကိုရောင်းချမှုကလည်းရရှိတဲ့ငွေကိုအမြတ်အဖြစ်သတ်မှတ်နိုင်ပါလေပဲဖြစ်ပါလေ။ကျေးဇူးတင်ပါတယ်။ပရိသတ်များလို့ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ။